ဆယ်လာပိုင်းထဲမှာကံကောင်းဆုံးနေပါလို့ပြောမယ်ဆိုရင်တော့တနင်္ဂနွေတွေကကံကောင်းဆုံးလို့ပြောရရတယ်ပြီးတော့အဲ့ရရဲ့နောက်မှာလိုက်နေတဲ့ကံကောင်းတဲ့သူတွေကတော့စနေသားသမီးတွေပဲနော်ပြီးရခါကျတော့ဒီအသင့်တွေထဲမှာ ပါနေရတော့တောက်ကြပြီးရခါမှာတနင်းနာပြီးတော့အင်္ဂါ ကန်ဆိုးနေတာကကျွန်တော်တတာရေးနဲ့ဗုဒ္ဓဦးနေကတော့တော်တော်ကိုကန်ဆိုးနေရလို့ပြောလို့ရတယ်။နော်ပြန်အကြောင်းလေးအနေနဲ့ပြောရမယ်ဆိုရင်အဲ့တော့ဘာလဲဆိုတော့တနည်းဦးရိသားသမီးတွေကဘာတွေကန်ကောင်းလဲဆိုတော့ကာလမှာဘာလို့လို့ OK တယ်စီးပွားရေးလုံလားဘာလို့လဲကုံ OK တယ်အကုံအစင်ပြေတယ်အပြတ်နာမှာမရှိဘူးအဲ့ချက်ကတော်တော်ကိုကောင်းနေတာသူတို့တက်ခါကြတော့အဓိကကဘာလဲဆိုတော့ ကြီးပွားရေးပဲလို့လို့လူမွေးပဲလို့လို့ဘာကိစ္စပဲလို့လို့သတိဥဒေသားသမီးများတို့ကလှုပ်ချင်စိတ်လေးရှိရင်ရပြီအောင်မိမိသားမှလိုက်တော့အဲ့လိုမျိုးပြောလို့ရတယ်အေးစနေစနေသားမီးများအနေနဲ့ကြတော့ဘလို့ကံကောင်းတာလဲဆိုတော့သူကကြတော့အရင်တော့ကရက်တန်နေခဲ့တဲ့အရာတွေဆိုတော့လှုပ်ပဲလှုပ်မယ်လှုပ်မယ်လှုပ်မယ်ဆိုပြီးတွေးနေတဲ့အရာအကုန်လုံးကဒီလာထဲမှာလာပြီးအုံနဲ့တိုင်းနဲ့ဖြစ်သွားမယ်ဘာလုံးမလဲကုညီပေးမယ် အလုံးချက်လဲဆောင်ရွက်ပေးမယ်အဲအဲ့လိုလူမျိုးတွေကတော့ဒီကာလမှာပေါ်ကူပေါ်လာမှာစီးပွားရေးကလာကောင်းလူမျိုးတွေတော့ကောင်းမှာပေါ်ကူပေါ်လာမှာအဲ့တော့ဟာโอเคလို့ပြောလို့ရတယ်ခြုံပြီးပြောတာနော်စီးပွားရေးလူမျိုးတွေခြုံပြီးပြောတာဒီနေရာမှာအခြေရေးတွေပါမပေါ့နော်အဲ့လိုမျိုးပြောလို့ရတယ်အဲနောက်တစ်ချက်ကြတော့ဗာလဲဆိုတော့ဒီကိုဘာလို့လို့ ready ရှိနေမဲ့သူတွေ ready အစင်သစ်ကူညီပေးမဲ့သူတွေရှိနေတယ်စရိတ်သားသမီးတွေကအဲ့တော့ ကြိုက်တာလို့ခုတော့ရှိရပေါ့ကိုဗေးနာမှာဘယ်ကောင်မတောင်းတာဖြစ်စေတောင်းတော့မတောင်းတော့ဗျာကိုတကယ်လုံရင်ကုညီမဲ့တွေရှိလာတော့လေဗေးနာနဲ့နဲ့စောင်းမိကြည့်လိုက်တရောလောက်ရှိနေကုန်လို့လို့ရနေပြီလို့ကျွန်တော်ပြောလို့ရတယ်အဲ့တော့အကောင်းဆုံးဖြစ်အောင်လုပ်လို့ရတယ်ပြောလို့ရတယ်အဲ့တော့အသင့်တွေထဲမှာရှိနေရတော့တောက်ကြပဲတောက်ကြသားသမီးတွေကကျတော့ဘာဖြစ်နေရလဲဆိုတော့သူတို့ကကျတော့ပုံနေမြဲကြားနေမြဲဆိုတဲ့အတိုင်းနေပဲအရင်လတွေမှာ ရှိနေတဲ့ကံကောင်းခြင်းတွေကလက်ဆင့်ကမ်းလာတယ်။တော်တော်ကအရင်သားတွေမှာလည်းကံဆိုးရတယ်ရှိမယ်အစီအမပြရတယ်ရှိမယ်။ဒါပေမဲ့အစီအမပြရတွေကနည်းလာပြီးတော့ကံကောင်းနေပါသေးတယ်ဆိုတဲ့အရာလေးတွေကအားကောင်းလာတယ်ဆိုတဲ့ပုံစံမျိုး။အဲ့တော့ဒီလာထဲမှာပတ်သက်တာမိများနေတဲ့ကဟိုဘယ်လိုဘယ်လိုဖြစ်နေလဲဆိုတော့ဟို Valentine ညီထိန်းထားနိုင်တော့ဘာပြတ်နာမှမရှိဘူး။ကံလည်းအကြီးကျယ်မဆိုးဘူး။ကိုယ်ကလည်းအကြီးကျယ်မကောင်းနေဘူးအဲ့တော့အသင့်သင့်ဆိုတဲ့အထက်မှာထိစီရရင်ထည့်ထားတာဖြစ်တယ်။ကဲ အဲ့ဒါပြီးတဲ့အခါမှာတနင်းနာတနင်းနာသားသမီးရကြတော့ဘလို့အသင့်တဲ့ကံကောင်းနေရလဲဆိုတော့တနင်းနာသားသမီးရကြတော့ကံဆုံးနေရလားဆိုလို့မဟုတ်ဘူးကံကောင်းနေရလားဆိုလည်းမဟုတ်ဘူးတို့ကြပါဆိုတော့သူတို့စ조사အားထုတ်တမျှဒီကာလမှာအစီအမေမယ်ဆိုတော့ဟိုတနင်းခွေသားသမီးများဗျာတရားတရားလုံးရင်ထားပါတော့60လောက်ရနေတယ်ဆိုတဲ့အချိန်မှာတနင်းနာသားသမီးများအနေနဲ့ကတော့တရားလုံးမယ်ဆိုရင်တော့ 60 90လောက်ရနေတယ်စိုးတာကိုပြောလို့ရတယ်အဲ့လိုအခြေအနေမျိုးမှာပါတယ်အဲ့တော့နောက်ဖြစ်ကြတော့ပါလဲဆိုတော့ဒီကာလမှာပို့ပို့ပြီးတည်မြဲနိုင်မယ်ဆိုတဲ့ကိစ္စမှန်မှန်အလုံးကိုလုတ်ပြီးအာတတိယသမီးများလည်း okay ပါပဲတခုတော့ရှိတယ်ဟိုဘာလို့ရမလဲဆိုပြီးဖြာများနေတော့အဲ့ဒီတတိယသမီးကကြောင်ပြောက်သွားလိမ့်မယ်ဖြာများနေလို့မရဘူးတခုတခုအเจ้าကတခုတည်းကိုအเจ้าကတခုတည်းအလုပ်တခုတည်းအလုပ်တခုတည်းကိုတော့စိတ်ကူးစိတ်ကူးတခုတည်းကိုပဲဥတီပြီးတော့သွားထားတယ် တင်းကြတွေကညာခံလုံးတွေပို့တိုးလာမှုရှိတယ်။နောက်ပြီးရဲ့ခါကျတော့နောက်ထပ်အသင့်တဲ့ကံကောင်းတွေကတော့အင်္ဂါပဲ။အင်္ဂါတွေကဘလို့ကံကောင်းနေရလဲလို့ပြောတယ်။တတိကတော့သူတို့မှာကဘာလုံးလုံးကိုလို့ရှိပါတယ်။ဖေးလို့ရှိပါတယ်။မေးလို့ရှိပါတယ်။အဖွားလို့ရှိပါတယ်။ဘာလို့ရှိပါတယ်။ညာလို့ရှိပါတယ်ဆိုတဲ့အဟာတွေကဒီကာလမှာပုံများလာတယ်။ဘာလို့လဲဆိုတော့ဒီကာလမှာအချက်ခံရတယ်လို့ပြောကြရတာ။ အင်္ဂါသတိမီးတွေကအချစ်ခံရခြင်းရနေပြီးတော့မှသူ့အတူကံကောင်းတာလေးတွေအများကြီးဖြစ်လာတာချစ်ခံတာများလေလေကံကောင်းလာကံကောင်းလာနေပုံများလာလေပေါ့ချစ်ခံတာနဲ့နေတော့ကံကောင်းလာတွေကနေလာမှာပေါ့အဲ့လိုယူလို့ရှိတယ်တဘောတော့ဘယ်လိုခေါ်လဲဆိုတော့ကိုဘာလို့လို့လက်မထောင်ပေးနိုင်မဲ့ဟောက်ခံပေးမဲ့သူတွေရှိနေတယ် ရှိနေကြအောင်လို့အဲ့ထောက်ခံပေးတဲ့သူရှိနေတယ်အာဒီကာလမှာဒီဆေးလာဘက်မှာအရန်များရလို့ပြောချင်တာအရန်များနေရမှာအဲ့များနေတဲ့အခွင့်အရေးကိုတုံးချပြီးလုံးစရာရှိရလို့ဗျာဂျုံမဲ့ပြပြမှောက်ပဲခုံကုန်မပဲလို့လို့အနောက်ကနေလိုက်ဆွဲမဲ့သူတွေကိုရှိတယ်အဲ့လိုရှိနေတယ်လုံးစရာရှိရလို့အဆင်ပြေ음ဒီနေ့မှညံ့တယ်ဆိုတဲ့အထဲမှာစတားလေးကိုထိတ်ဆုံးတဲ့ကိုထည့်ထားဘာကြောင့်ညံ့တာပြောမှာဆိုရင်တော့ဒီစတားလေးက ဘာကြောင့်အမြန်ဆုံးထဲမှာဖြစ်နေရတာလဲဆိုတော့စတာပရိယကြတော့သူတို့လုံးတမျှအားလုံးကဂျွန်းလုံးမောက်ကိုဖြစ်တာပဲစဉ်းစားလိုက်တဲ့အရာမမြအားလုံးဂျွန်းလုံးမောက်ကိုဖြစ်တယ်ဟာဒါကြီးလုံးမယ်လို့တွေးထားတဲ့မမြအားလုံးကပြတ်သွားတယ်နောက်လောက်ကိုရွှေ့သွားတာနောက်၁၇လပိုင်းရွှေ့သွားတာ၁၇လပိုင်းရွှေ့သွားနောက်နှစ်ရောက်သွားတာမျိုးကိုတွေးထားတဲ့အရာအလွားအကုန်စင်ပြီးနေရအကုန် okay နေရပဲဒီလာတဲ့အရာရောက်ကောအကုန်ကဂျွန်းလုံးမောက်ကိုနေဖြစ်ကုန်ချုပ်ထွေးကုန်တယ်နောက်ရှိတွေဖြစ်ကုန်တယ်အားတရရောက်ကိုယ့်ရဲ့အခွင့်အရေးကိုလူယူရတဲ့ ကိုရပြီကိုရသိမ့်တိုက်တိုက်တဲ့အရာတွေကိုတယ်ွားတယ်အာအဲ့လိုမျိုးတွေဖြစ်တတ်တယ်ဒီလာထဲမှာအဲ့ဒီလာထဲမှာတော့ကြာစီးပွားရေးအသစ်တွေပါလို့မလုပ်သွင်းဘူးအလိန်ခံတတ်တယ်အဲ့ကြောင့်မလုပ်သွင်းဘူးအဲ့တော့ဟိုအစင်မပြေဘူးလားအစင်မပြေဆိုအစင်မပြေတဲ့နေရာမှာပဲဆက်နေနေတိုးမလာနဲ့နောက်လည်းမဆုတ်သွားနဲ့အဲ့ဒါဆိုပြက်တာမရှိဘူးအေးအစင်မပြေလို့ဆိုပြီးတော့တုံးထုတ်လိုက်ရင်တုံးထုတ်တဲ့နေရာကကိုကြောက်သေးကြောက်နေပါတိဖြစ်သွားတယ်နဲ့ကန်ဆိုးရင်ကြောက်သေးပါလုံးဝဥတုံကြာသွားနိုင် ပါတယ်အားကြောင့်စတာပရီကိုပြန်ညံ့တယ်လို့ကျွန်တော်အနေနဲ့ပြောချင်တာဗုဒ္ဓဦးသာသမိယာကြတော့ဘလို့ကညံ့တာလဲဆိုတော့အဓိကကြတော့ဗုဒ္ဓဦးသာသမိယာအရင်ညံ့နေရတာဆိုလည်းမဟုတ်ဘူးဒါပေမဲ့သူတို့ကဘာလဲဆိုတော့သူရှောက်လိုက်တဲ့နေရာသူထိုင်လိုက်တဲ့နေရာသူရောက်သွားတဲ့နေရာအလုံးကကံညံ့တဲ့နေရာကိုရောက်သွားတာဆိုတော့သူက သူ့ရဲ့ပတ်ဝန်းကျင်မှာရှိနေသူတို့ကအကန့်ညံ့နေတဲ့ဖုံးကန်နေနေတဲ့အာဒုက္ခရောက်မယ်အဲဒုက္ခရောက်မဲ့သူတွေလည်းသွားပေါင်းပြီးရဒုက္ခရောက်မဲ့သူတွေအားလုံးလည်းသွားပြီးတော့ဟိုသူတပွဲတုံးနဲ့ထိုင်ပြီးရမျိုးတို့စော်ရည်ရဗျာဒီဆော်ဆိုရာဥမာဟိုတခုခုဗျာဟိုတကယ်တော့မသိအောင်လုပ်နေတာအကောင်းအဲ့လူနဲ့သွားတွေ့ကြမှာဟိုတိသွားတာမျိုးတို့ဟာဥမာသတိစားမသိအောင်ခိုးလုပ်နေတာအကောင်းအဲအဲ့အကောင်နဲ့သွားသွားမှာမှာအဲ့လူနဲ့သွားပြီးတော့မှာသတိစားရှိဒါရက် တရင်ပေါက်ကြားပြီးတော့ဓာတ်ရရောက်သွားပြီးတော့အဲ့ကိုပါအကျိတ်ခံရောပြီးတော့ဆိုတဲ့ပုံစံမျိုးအဲ့တော့ဒါလည်းဆိုဒီကာလမှာလူတွေကြောင့်လူတွေမရှိမဲ့နေလို့လည်းမရအဲ့လူတွေကြောင့်ပဲကိုကရှုပ်ရှက်ရှုပ်ရှက်ခတ်တော့အခြေအနေတစ်ခုစီကိုရောက်သွားတာမျိုးရှိရယ်နော်အဲ့တော့ဒါဆယ်လာပိုင်းရဲ့ခုနှစ်နှစ်ရတာဒီရဲ့အခြေအနေပဲအဲ့တော့ဘယ်လိုဖြစ်လဲဆိုတော့ကံကောင်းဆုံးသူမှလည်းကံဆုံးဆုံးကိစ္စကြီးလည်းရှိလာနိုင်တယ် ကံဆုံးဆုံးလူမှလည်းကံကောင်းလို့ကိစ္စကြီးလည်းရှိလာနိုင်တယ်အဲ့တော့ပြောရတာဘယ်လိုခေါ်လဲဆိုတော့လူတိုင်းလည်းကံဆုံးနေရမဟုတ်ဘူးဆိုတာလည်းပြောကြတယ်လူတိုင်းလည်းအရင်ကံကောင်းနေရမဟုတ်ဘူးဒါပေမဲ့သူ့အကြောင်းအရာကံကောင်းနေပါတယ်ဆိုပြီးတော့တို့ထိုင်နေတဲ့သူကလည်းဘာမှဖြစ်လာမှာမဟုတ်ဘူးကံဆုံးနေရဆိုပြီးတော့မှားမပြင်ဘူးဆိုရင်လည်းအမှန်ဖြစ်လာမှာမဟုတ်ဘူးပေါ့အဲ့တော့ကံကောင်းနေဆိုတဲ့ဟာကိုကြည့်ပြီးတော့ကိုကံကောင်းတဲ့အရာလေးတွေကိုမတီးပြီးတော့ကောင်းဖို့ဖြစ်အောင်လုပ်ကြကံဆုံးနေရဆိုတဲ့သူတွေအားလုံးကလည်း စိုးနေတဲ့ဟာတွေအကြောင်းအရာလေးတွေကိုသတိထားရှင်စင်ချင်းရှောင်ကျင်ပြီးတော့ကိုယ့်အတွက်ကောင်းမယ်ဆိုတဲ့လမ်းကြောင်းတစ်ခုကိုဖောက်မယ်ဆိုရင်တော့ကိုယ့်အတွက်အကောင်းဆုံးနေပြီဖြစ်လာနိုင်ဖို့ရှိတယ်အခြေအနေအနေနဲ့ဆိုရင်တော့ပြောရမယ်ဆိုရင်တော့အင်္ဂါသားသမီးများတော့အချက်ခံရတယ်အကောင်းဆုံးခံရတယ်ဒီမှာပါတယ်ဒုတိယထဲမှာဒုတိယထဲမှာပါနေတာကတော့อืมပြောရမယ်ဆိုရင်စနေလေးပေါ့စနေလေးကဒုတိယထဲမှာပါတယ်အဲ့တော့အချင်းနဲ့ပတ်သက်ပြီးတော့တော်တော်သက်သက်ပြောမယ် ကျွန်တော်ဒီဗာလဲဆိုမွေဝင်တဲ့တီးတန့်ကိစ္စကိုပဲကျွန်တော်အဓိကထားပြီးတော့ဗီဒီယိုလေးတစ်ပုဒ်လုပ်ထားတယ်အဲဗီဒီယိုလေးကိုလည်းသွားကြည့်ပြီးပါလို့ပြောချင်တယ်တင်ထားပါတယ်အားလုံးပဲအောက်တိုဘာလမှာပျော်ရွှင် ကြည်နူးကြပါစေအားလုံးဝမ်းမြောက်ဝမ်းသာနဲ့ရှိကြပါစေ